ဆူမီမျိုးကိုရုရှားသုံးကြီးနဲ့ပြစ်ခတ်ပြီးနောက်တုံ့လုပ်ခဲ့ရတဲ့ယူကရိန်းမိသားစု Yahunia Stabane ဟာ2022ခုနှစ်တုန်းကယူကရိန်းကိုရုရှားမှကျူးကျော်ပြီးနောက်မိသားစုနဲ့အတူပိုလန်နိုင်ငံကိုထွက်ပြေးခဲ့တော့လေသူကလေးတွေကဆူမီမျိုးကိုပြန်ချင်ကြောင်းဝမ်းပြီးပူဇော်ကြတောင်းဆိုကြပါတယ် အခုအခါသူတို့မိသားစုဟာရုရှားနယ်စပ်အနီးယူကရိန်းရှိစားသည်မျိုးဖြစ်တဲ့ဆိုမီမျိုးကို ပြန်ရောက်နေကြတာဖြစ်ပြီးသူတို့ရှင်တန်နေတဲ့နေရတိုင်းမှာဒရုန်းတွေဒုံးကြီးတွေပြစ်ခတ်တဲ့ကပေါ့ပွက်ညံနေပါလေမလ24ရက်မနေ့ကသူတို့နေတဲ့တိုက်ခန်းကိုဒုံးကြီးထိခဲ့လို့လူမမယ်ကလေးတငယ်23ဦးအပါအဝင် လူသရတအုပ်ဒဏ်ရာရခဲ့ကြောင်းယူကရိန်းအန်နာပိုင်းတွေကပြောပါတယ်အသက်52နှစ်ရှိပြီဖြစ်တဲ့ယာဟူနီးယားစတာဘာနက်က သူတို့တွင်နောက်တစ်ကြိမ်ပြောင်းပြေးရအောင်မလားလို့စိတ်တည်းတစ်ထစ်ထစ်နဲ့တွေးတောနေမိပါနဲ့ဒီကနေ့ကျမတို့ထွက်သွားဖို့လိုမယ်ထင်နေတခြားဘာမှမသိတော့ဘူးရိုးရိုးတင်းနဲ့မထွက်သွားဖို့လိုမယ်ထင်နေတာပါလို့ဒုံးကျည်တန်းချောင်းပြစ်စီသွားတဲ့မိဖို့ကြောင့်တည်းမှတိတိတတ်တာမော်ဘယ်နွမ်းနေနေတဲ့စတာဘာနဲ့ကပြောပါတယ်တောင်းနေကြဆက်ပွဲကိုရက်သက်ပုံဆွေးနွေးမှုတွေစခဲ့ပေမဲ့လေယူကရိန်းမျိုးတွေကိုရုရှားတပ်တွေကဆက်လက်တိုက်ခိုက်နေတော့မှာ ယူကရိန်းနိုင်ငံအရှေ့မြောက်ပိုင်းရှိဆူမီမြို့ဟာမတ်လ24ရက်ကရုရှားတိုက်ခိုက်မှုကြောင့်လူနေအိမ်16လုံးနဲ့စားသင်ကျောင်း2ကျောင်းပျက်စီးခဲ့ပြီးမှန်ပရင်ပေါင်း2000ကျော်အထိကွဲအက်ကျေမွခဲ့ကြောင်းတာဝန်ရှိသူတွေကပြောပါတယ်။မနေ့ကဩဂုတ်လမှာယူကရိန်းတပ်ဖွဲ့ဝင်တွေကနှစ်နိုင်ငံနဲ့ဆက်အနေရှင်ရုရှားဘက်ခြမ်းကက်သေးတာကိုတံပြန်ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက်မြို့အနီးတစ်ဝိုင်းတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။မတ်လ24ရက်မနေ့က စတာဘာနဲ့ဟာပကွဲတန်ကြားရတာနဲ့အလုံးမအိမ်တုံးခက်တော့တော့ပြန်ပြေးလာခဲ့ရပါတယ်။တိုက်ခန့်အိမ်ရှိနေစသနဲ့အရွယ်မောင်လေးနဲ့ခုနှစ်အရွယ်ညီမငယ်ကိုစောက်ရှောက်ရင်းကြံ့ရင်းတဲ့တုတ်သမီးကြီး၁၈နှစ်အရွယ်ရှိအန်နာဆာဒစ်ကို အမောတကော့အော်ခေါ်မိပါတယ်။ပောက်ကွဲမှုကြောင့်အပျက်စီအပိုင်းစားတွေပြတ်ကျင်းနေတဲ့ခြံဝင်းထဲမှာ သူမောင်လေးနဲ့ညီမလေးတွေကမကစားချင်တော့ကြောင်းသမီးချင်းသူမရဲ့မောင်နှမနှစ်ယောက်စလုံးကကံကောင်းစွာမကစားချင်ကြကြောင်းအနာစာတက်ကစာပါနဲ့ကိုပြောပါတယ်ဒီနေ့တေးမလားမတေးဘူးလားမသိရတဲ့ဘဝကကြောက်စရာအကောင်းဆုံးအရာပဲလို့စာတက်ကရိုက်တာသတင်းဌာနကိုရင်းဖွင့်ခဲ့ပါတယ်ကွဲအဲ့နေနဲ့တိုက်ခန့်အတွင်ထိုင်ရင်အစမပြတ်ဖိစင်းမှုအောင်မှနေထိုင်နေရတဲ့စိတ်ပိုင်းဆိုင်ရာကြဆင်းမှုတွေကိုသူတို့မျက်နှာတွေပေါ်မှာမြင်တွေ့နေရပါတယ်။ သူတို့အတွက်စူမင်းမျိုးကိုထပ်ပြီးမထားခဲ့ခြင်းပေမဲ့ထပ်ပြီးရွေးချယ်เสียမှရှိတော့ပါအရာရာဟာပြတ်သုံးပြီးဆက်ပြီးပွပွထနေတာဘယ်တော့ပြေးမလဲတော့မသိပါဘူးအဆုံးသတ်နိုင်မယ်မထင်ဘူးလို့စတာဘာနဲ့ကညင်ညူခဲ့ပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်